ရခိုင်ပြည်နယ်မှာအာရခတပ်တော်ကမြို့သိတပ်ဖွဲ့တွေစတင်တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အရက်သားသေဆုံးသူ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ဖမ်းဆီးခံရသူ4000ကျော်အထိရှိလာတယ်လို့အာရခတပ်ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆရာပူပေါင်းဆောင်ရွက်ရေးယူ HDCO ကထုတ်ပြန်ပါတယ်။ တိုက်ပွဲကာလနှစ်နှစ်နီးပါးအတွင်းမှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသူ960ဦး၊ဒဏ်ရာရရှိသူ2054ဦးနဲ့ဖမ်းဆီးခရသူအယောက်1000ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်395ဦးနဲ့အမျိုးသမီး1264ဦးထိရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါဗျ။ အဲ့ဒီသေဆုံးတရားရသူတွေအထဲမှာလေကြောင်းတက်ခိုက်မှုတွေကြောင့်ထိခိုက်မှုအများဆုံးဖြစ်ပြီးသေဆုံးသူ443ဦးနဲ့တရားရရှိသူ1015ဦးထိရှိခဲ့တယ်လို့ HDCO ရဲ့စီးရင်တွေမှာဆိုထားပါတယ်တိခိုက်သေးဆုံးသူအများစုဟာရခိုင်လူမျိုးတွေဖြစ်ကြပြီးမွတ်စလင်မရမာကြီးဟိန္ဒူခမီ သက်လူမျိုးတွေလည်းပါဝင်ကြတယ်လို့သိရပါတယ်။ရခိုင်တိုက်ပွဲနှစ်နှစ်နီးပါးအတွင်းမှာအာရခတက်တော်ကမြို့နယ်15ခုကို အပိသက်သိမ်းပိုက်ထားပြီးစစ်ကောင်စီကမြို့နယ်3ခုကိုသာထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်ရှင်။